ဆိုဆိုဆိုရှိပါတယ်ဆယ်ဘောအောင်မျိုး20ဘောအောင်မျိုးနဲ့ဟာမျိုးတွေရှိတယ်လေဟာအဲ့လိုမျိုးကြီးတော့မကောင်းဘူးပါနော်ကိုလေး30ဆိုရင်တော့5ခုတော့ရှော့လိုက်ဟုတ်လားကိုဒီလောက်အောင်မြင်တယ်ဆိုရင်အာငါဒီလောက်ပဲအောင်မြင်သေးတယ်လို့ပဲရှော့အရင်ကြီးအောင်မြင်တယ်လို့မထင်နဲ့လို့တော့ကိုကတော့ပြောချင်တယ်ပါလေအောင်မြင်တယ်အခုလက်ရှိအောင်မြင်တယ်ဆိုတာထက်စူးစမ်းရတာပဲကိုရင်တို့ဆိုကြည့်အခုချိန်ထိဒါအလုံးမဒါစူးစမ်းနေတာပဲနော်ဇက်ကိုဘယ်တော့မှမလျှော့ဘူး သူ့ဇက်ကိုသူဘာဖြစ်တယ်ဒီဇက်မှာသူဘာလုပ်မလဲသူဘယ်လိုကော်ရီဒါဘာသူကိုချင်းတွေသူလုပ်တယ်အရင်လေးစားဖို့ကောင်းတယ်ဟုတ်သူကလေအနုပညာကိုအနုပညာလိုပဲတခုပဲကျွန်တော်သူစဉ်းစားတယ်အနုပညာကိုအနုပညာဆန်ဆာမဲဆိုစဉ်းစားတယ်ဒါကောင်းတဲ့အချက်လေဟုတ်လားဘာပါစနယ်မှသူမရောဘာပါစနယ်မှလည်းအဝင်မခံဘူးအနုပညာကိုအနုပညာလိုပဲသူစဉ်းစားတယ်တစ္ဆာစိမ့်စိမ့်မှာတစ္ဆာစိမ့်စိမ့်ပေါ့အဲဒီမှာမင်းသမီးလေးရဲ့ အဖေနေ character ပါဟုတ်အမ်ဘယ်သူဖိမလဲမသိဘူးကိုသူစားစားဖတ်တယ်ဟုတ်ကျွန်တော်ရှင်းမှလဲကျွန်တော် MD phone နဲ့ကျွန်တော်တောက်လျှောက်ကျွန်တော်ရိုက်ရိုက်ဖြစ်တယ်အခုအခုလဲ D director နဲ့လဲကျွန်တော်ရှင်းမှဇာတ်လမ်းတွဲတစ်ခုကျွန်တော်ရိုက်ထားတယ်ပေါ့လေအဲအခုအခုလဲသူတို့ရိုက်တဲ့ချိန်မှာကို character တစ်ခုအနေနဲ့ကိုယ်ပေးတာပါဟုတ်အဓိကဟိုဒီဇာတ်လမ်းမှာဇလန်ရဲ့ဟာကိုဘယ်လောက်ထိအကျိုးပြုနိုင်မလဲပေါ့နိဟုတ်လားဒီအဲ့ပုံမှာပဲကိုယ်တွေကြည့်ပါလေအခန်းထဲတွေများတာကိုဘယ်လောက်ထိကြည့်ပါဦးကောင်းတဲ့ ကောင်းတဲ့ character တစ်ခုပေါ့ဒီဇက်ရဲ့ support ပေးနိုင်မဲ့ဟာဘောဟုတ်ကိုရီးယားတော့ဟိုကလေးတွေကိုကျွန်တော်တို့က support ပေးရမှာပါကျွန်တော်ကျွန်တော်အခုဟာနောက်ခံ music ကျွန်တော်လုပ်နေပါလေအဲနောက်ခံ music တစ်ဖက်လုပ်လိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီဘက် color correction လုပ်လိုက်ပေါ့နော်ဟုတ်အဲ့ဒါလေးတော့ကျွန်တော်တင်ပန်းတယ်တင်ပန်းတယ်အခုအခုအခုက Davin team ရဲ့ဟာကြတော့ဟို team ရဲ့လူတွေကကျွန်တော်တို့ရဲ့ရခိုင်စကားကိုနားမလည်ဘူးလीအ နားနားလဲမှလဲ तू ကမူနဲ့ तू ကတီးရမှာဆိုတော့ကျွန်တော်အဲ့ဒါကိုအခုစာတန်းထိုးနေရတယ်ဗမာစာတန်းကျွန်တော်အရင်ထိုးထိုးနေကျွန်တော်စာပြပြလို့ရှိရင်လည်းကျွန်တော်ဗမာစာတန်းထိုးပြီးတော့ကျွန်တော်ပြမှာပါအဲကျွန်တော်ရခိုင်ဇကားတွေကမရှိတာမဟုတ်ဘူးရှိတယ်ရှေ့ကိုမရောက်လာတာကျွန်တော်တို့ရှေ့ကိုမရောက်လာတာကျွန်တော်တို့ရခိုင်မှာ music နဲ့ပတ်သက်လို့ music ရဲ့ standard တခုကျွန်တော်တို့ရခိုင် music ရဲ့ standard တခုကျွန်တော်တို့ရှိတယ် ဒါရှေ့ကိုလည်းရောက်လာကြတယ်အဲပြောလို့ရှိရင်ကျွန်တော်တို့အယုံနဲ့ပတ်သက်လို့ကြတော့ကျွန်တော်တို့ရဲ့ရခိုင်လူပညာလောကမှာရှေ့ကိုမရောက်လာကြဘူးပေါ့เนาะအဲ့တော့ကောင်းတဲ့ဇလန်းတွေလည်းရှိတယ်ကောင်းတဲ့ဟိုဟာရှိတယ်အဲ့တော့ဟိုကျွန်တော်တို့အခုကျွန်တော်ရိုက်ထားတဲ့ကားလေးဆိုလို့ရှိရင်ဟာတလည်းပါတယ်ရိုမန့်စ်လည်းပါတယ်ပေါ့เนาะအဲ့လိုအဲ့လိုတွေတွဲပြီးရိုက်ထားတယ် အဲ့တော့နောက်ထပ်လဲကျွန်တော်တို့ကဒီဇလန်လေးတွေကောင်းကောင်းလေးနဲ့ကျွန်တော်တို့ဒီရှေ့ကိုစတန်နက်ရှိရှိအဲ့လိုပေါ့အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ mainstream ပေါ့ mainstream လို့ခေါ်တာပေါ့နော်ကျွန်တော်ဒီ mainstream မှာကျွန်တော်တို့ဟိုပြလို့ရမယ့်ဟာမျိုးပေါ့အဲအဲ့လိုမျိုးဟာလေးကျွန်တော်တို့ကိုယ့်ရခိုင်ကား ဒီဒီလိုမျိုးနေရာမျိုးမှာပြကျင်တဲ့ပြလို့ရနိုင်တယ်ဆိုတဲ့ဟာမျိုးကျွန်တော်ကဒါရှိရတာပါအဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီအနုပညာလောကမှာလည်းအောင်မြင်နေတဲ့သူတွေရှိတယ်လေရခိုင်တွေကြီးပဲအောင်မြင်နေကြတာเนาะရခိုင်သူရခိုင်သားတွေအဲတော်တော်များများအောင်မြင်နေကြတယ်ဒါကိုနေတိုးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒါ top ပဲကျွန်တော်တို့ရဲ့ idol အနေနဲ့ကျွန်တော်တို့ထားထားရတာဆိုအဲကိုနေတိုးကလည်းအားပေးပါတယ်ဒါဟိုနောက်ပိုင်း ဒီຢာလေးကကျွန်တော်တို့ဈေးကွက်လေးတွေကျွန်တော်တို့ဒီလမ်းကြောင်းလေးတွေတင့်သွားတယ်ဆိုလို့ရှိရင်သူတို့တွေလည်းအများကြီးလက်ကြည့်မှာပါဟာပန်းဤသူကလေတော်တယ်တကယ်တကယ်သူကလေဟိုသူကဖုန်းနဲ့သူကနဲ့သူဇလန်နဲ့တွေလှုပ်ပြီးရိုက်နေတဲ့ဟာဖြစ်တဲ့အတွက်သူ့ကိုအများကြီးတင်စရာမလိုဘူးအဲ့တော့ဟိုဒီကျွန်တော်တို့ရဲ့မတ်သက်ဘောင်ထဲမှာတော့ဒီလိုဒီလိုရှိရဲဒီလိုဒီလိုရှိရဲဆိုရဟာလေးကိုချပြလိုက်ဖို့ပဲလိုတယ်အဲ့တော့သူ့ကိုတစ်ခါပြောလိုက်တာနဲ့သူဘာလုပ်ရမလဲဆိုတာသူသိတယ် တော်တယ်အကောင်မလေးအားရပါတယ်အားရတယ်မီကိုကိုလည်းကျွန်တော်အားရတယ်ဝေရှိုင်းလည်းကျွန်တော်အားရတယ်ပေါ့နော်အဲ့တော့ဟိုတစ်ခါတလေကြာရင်ကလေးတွေကဟိုလှုပ်ချင်ကြတယ်ပေါ့လေနော်ဟိုဟိုဒီထက်ပိုပြီးလှုပ်ချင်ကြတယ်ဒီထက်ဒီလိုမျိုးနေရာမှာဒီလိုမျိုးကြီးလှုပ်ချင်တယ်ဒီလိုမျိုးကြီးပိုပြီးတော့ငိုချင်တယ်လို့ငိုတာမှပိုပြီးထိတယ်လို့ဆိုမဟုတ်ဘူးကျွန်တော်ရဲ့ကျွန်တော် vision နဲ့ကျွန်တော်ထားထားတာပေါ့လေအဲ့တော့ဒီ character ကဒီတော့ပဲကောင်းတယ် ဒီကရက်တာကြတော့လောက်ထိလုတ်တဲ့နယ်ဆိုတဲ့ဟာပေါ့ကိုကတော့ level လေးတော့ချိန်ရတာချိန်ပေးရတာပေါ့လေဒါကတော့မိကိုနဲ့လည်းကိုရှင်းမှာနတ်သမီးနတ်ခတ်ဆိုတဲ့ဇကာလီဇလန်းတွက်မှာကိုလေးစုံပြီးရယ်အဲဝေဆိုင်နဲ့ဆိုလို့ရှင်းလဲကိုကြီးကဟိုရှင်းမှာအိမ်မက်ထဲကအိမ်မက် season 2မှာကိုတူနဲ့ကိုစုံပြီးရယ်ပေါ့လေအဲ့လိုလေးတွေတော့ရှိပါတယ်ဟိုကိုဒရိုက်တာလုပ်ရတဲ့ဟာတော့ဒါပထမဆုံးပေါ့နော်ဟိုနောက်ဆက်တွက်လည်းသူတို့တင်တဲ့ ဒီကားလေးအရင်ထွက်ထွက်ဖို့လည်းကျွန်တော်စူးစမ်းနေပါတယ်ထွက်ပြီးလို့ရှိရင်တော့ဆက်သွားမှာအဲအမှတ်တရတွေပြောမယ်ဆိုလို့ရှိရင်တော့အများကြီးပေါ့ကောင်းလာရှိသလိုဆိုးလာရည်လည်းရှိပါပေါ့ဘဝဆိုတာအနိုင်အမြင့်တက်ကြနေသွားနေတာဟုတ်လားတက်သွားတဲ့အခါရှိတယ်ကိုရီးယားကိုရီးယား life ကတက်သွားတယ်ဘူးဆိုပြန်ကြာပါဘူးဆိုပြန်တက်လာဒါပေမဲ့အဲ့ဒါလေးကိုတော့ stable ဖြစ်အောင်တော့ကိုစူးစမ်းရတာပေါ့တက်တဲ့ချိန်မှာလည်းဘူးဆိုဖြစ်သွားလို့မရအောင်ကြာတဲ့ချိန်မှာလည်း အရာကြီးအဲ့လိုဖြစ်သွားလို့မရဘူးကိုကိုကိုပဲပြန်ပြီးတော့ stable လည်းဖြစ်အောင်တော့စူးစမ်းရတာပေါ့အမှန်တမ်းပြောမယ်ဆိုလို့ရှိရင်လူငယ်တွေစီကတင်ယူရတဲ့ဟာတွေလည်းရှိတယ်လူငယ်တွေစီမှာကိုယ်တွေမသိတဲ့စိတ်ကူးစိတ်တန်းအမြင်လေးတွေလည်းရှိတယ်အဲ့တော့ဒီခေတ်ဒီခါမှာမှဒီလိုပုံစံလေးလုပ်နေတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဟိုအဲ့ဒါတွေကိုလည်းကိုယ်တွေကတင်ယူရတယ်အဲကိုယ်တွေအခုကိုအခုကိုတဲ့နေတဲ့10နှစ် 17နှစ်17နှစ်အရွယ်ဒီနားထောင်တဲ့တချင်းနဲ့ကိုယ်ဒီနားထောင်တဲ့တချင်းနဲ့မတူတော့ဘူးအခုအခုလက်ရှိကလေးလေးတွေဒါအခုဒီမှာပါတဲ့မင်းသားမင်းသမီးတွေတို့တို့နားထောင်တဲ့တချင်းနဲ့ကိုယ်ဒီကြိုက်တဲ့တချင်းနဲ့မတူတော့ဘူးအဲ့တော့ကိုယ်ဒီရွယ်တုံးကလည်းကိုယ်ဒီကြိုက်နေတဲ့တချင်းနဲ့ကိုယ်ဒီအဖေမိတွေကြိုက်တဲ့တချင်းကိုယ်ထက်လေးလူကြိုက်တဲ့တချင်းနဲ့မတူတော့ဘူးအဲ့လိုပုံစံပဲအဲ့တော့ဟာမိတို့တချင်းတွေကဒါပါပါအဲ့လိုသွားပြီးတော့ဗလိန်လို့မရတော့ဘူးပေါ့နော်အော်ဒီဒီခက်မှာဒီပုံစံလေးတွေရှိပါလားအဲ့ဒါလေးကိုတော့ကိုယ်ကြီးကဒါ လိုက်ပြီးလောက်ရတာပေါ့အဲ့တော့ကိုစီကတိတဲ့ဟာကို sharing လောက်တာထက် sharing ကယူရတဲ့လူကမှ sharing လောက်တာကောင်းတယ်မယူခြင်းတဲ့လူကို sharing သွားလို့ရင်ဘာဆရာလောက်လုပ်နေလဲမသိဘူးဆိုပြီးတော့ပြောမှာပေါ့ဟုတ်လားအိုကိုရီးယားလည်းတော်တဲ့အရင်ကြီးတော်နေတဲ့လူတွေမဟုတ်ဘူးအရင်ကြီးအောင်မြင်နေတဲ့လူတွေလည်းမဟုတ်ဘူးကိုရီးယားတော့ဟိုတစ်ဆယ်ဘုံအောင်မြင်နေဆိုရင်ငါးငါးလောက်ပဲကျွန်တော်တို့ကသတ်မှတ်တယ် ဒါကိုကိုစိတ်ကိုကိုသွားဖြစ်တယ်ပေါ့နော်ရှုရှုရှိပါတယ်70အောင်မျိုး20ဘောအောင်မျိုးနဲ့ဟာမျိုးတွေရှိရတယ်ဒါအဲ့လိုမျိုးကြီးတွေမကောင်းဘူးပေါ့နော်ကိုလေး30ဆိုရင်တော့5ခုတော့ short လိုက်ဟုတ်လားကိုဒီလောက်အောင်မြင်နေဆိုရင်ဟာငါဒီလောက်ပဲအောင်မြင်သေးတယ်လို့ပဲ short အရင်အောင်မြင်တယ်လို့မထင်နဲ့လို့တော့ကိုကတော့ပြောချင်တယ်ပေါ့လေအောင်မြင်တယ်အခုလက်ရှိအောင်မြင်တယ်ဆိုတာတဲ့စူးစားရတာပဲကိုရင်တိုးဆိုကြည့်အခုချိန်ထိဒါအလုံးကဒါစူးစားနေတာပဲเนาะဇက်ကိုဘယ်တော့မှမလျှော့ဘူး သူ့ဇက်ကိုသူဘာဖြစ်တယ်ဒီဇက်မှာသူဘာလုပ်မလဲသူဘယ်လိုကော်ပိုရိတ်တာကိုဘာသူကိုချင်းလေးသူလုပ်တယ်အရင်လေးစားဖို့ကောင်းတယ်ဟုတ်သူကလေအနုပညာကိုအနုပညာလို့ပဲတခုပဲကျွန်တော်သူစဉ်းစားတယ်အနုပညာကိုအနုပညာဆန်ဆန်မဲ့သူစဉ်းစားတယ်ဒါကောင်းတဲ့အချက်လေးဟုတ်လားဘာပါစနယ်မှသူမရောဘာပါစနယ်မှလည်းအဝင်မခံဘူးအနုပညာအနုပညာလို့ပဲသူစဉ်းစားတယ်အဲခုကြည့်ကြည့်နေကြတဲ့ပြည်သက်တီဒါဆောင်မြုံနေကြတဲ့ပြည်သက်တီရှိတယ်ပေါ့နော် ဒါကျွန်တော်တို့ဆိုအမြဲတည်းမေးကြတယ်ကျေးဇူးများတင်ပါတယ်မထွက်ခင်ကလေးကနေကျွန်တော်ကိုအဲ့လိုမျိုးကြည်ကြည်နေကြတယ်စိတ်ဝင်စားတဲ့ပေးချက်ရခိုင်ကစက်ကားဘူးပေါ့နော်စိတ်ဝင်စားပေးကြတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်အခုအကောင်းဆုံးဖြစ်အောင်ကျွန်တော်ဒါစူးစမ်းနေပါတယ်အဲတချို့ကြတော့လည်းမြေမြရိုက်ပြီးမြေမြပြလိုက်တဲ့ဟာမျိုးကြတော့လည်းလိုအပ်ချက်လေးတွေရှိကောင်းရှိမယ်ပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော်အခောက်ခောက်ခါခါကျွန်တော်ပြန်ကြည့်နေတယ်ကျွန်တော်အကုန်လုံးဒါစိတ်တိုင်းကြမှာကျွန်တော်ပြန်ပြီးတော့ပြည့်သက်ချက်ကိုကျွန်တော် share ပြမှာဖြစ်ပါတယ်အဲ့ဒီတော့လည်းဆက်မပေးကြပါအောင်ထွက်လာခဲ့လို့ရှိရင်လည်းအားပေးပါအောင်အခုကျွန်တော်တစ္ဆာစင်စင်ဇကားကိုလည်း အပြည့်ချပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာ